ားလုံးတို့ကိုသားလေးဆိုပါကျွန်တော်ရဲ့ APR Arcan မြန်မာ YouTube Channel လေးကနေနှိထွေးစွာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ဘင်္ဂလားဒုက္ခသည်ကစားကွဲ American အစုပ်တရုတ်အလုံးနဲ့သတိထားစောင့်ကြရမယ် Arcan Nisar ဆိုတဲ့သုံးသက်ရှင်လေးတကူကိုပြင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါဦးခင်ဗျထူးထူးခြားခြားတရုတ်ကဘင်္ဂလားဒုက္ခသည်တွေကိုကုညီထပ်ပန့်လာခြင်းမြင်ကွင်းသစ်ကိုတွေ့ကြရမှာပါ ဒီမြင်ကွင်းတစ်ကတရုတ်ကစားကွဲတစ်ခုအစပြုတ်လာခြင်းလို့ဆိုနိုင်ပါတယ်ဒုက္ခသည်တွေကိုကူညီပေးတာကိုတော့ကြည်ဖြူစွာလက်သင့်ခံပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကစစ်ဘေးဒုက္ခသည်တွေကိုတရုတ်ကကူညီပေးတာတခါမှမတွေ့ဘူးမမြင်ဘူးသေးပါဘူးကျွန်တော်ပြိတ္တတွေရောမြင်ဘူးကြပါသလားငလျင်ဒုက္ခသည်ကိုကူညီပေးတာကို တွေ့မြင်လက်ရပါတယ်ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်တွေကိုတရုတ်ကအကူအညီပေးတာလေဒီတချိန်က ပထမဆုံးအချိန်လို့ထင်ပါတယ်အဲ့ဒီနောက်ကွယ်မှာတရုတ်ကတခုခုကြံစည်နေပုံပါပဲဒုက္ခသည်ကစားကွက်ကအမေရိကန်ကူညီထောက်မတ်မှုအစုံမှာတရုတ်အလုတ်အခြေအနေကိုမိမောင်းထိုးပြနေပါတယ်တိတ်တိတ်ဆိတ်ဆိတ်ပဲအာရကန်လူသားချင်းစာနာ ်မှုအကူအညီပေးရေးစင်ကြံအစီအစဉ်ပြစ်သွားခြင်းရဲ့နောက်ွေကမချေမနှက်ချက်အတန်နဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအကြံပေးထိုဟစ်ဟူစင်ကကုလမအတန်အန်ထုတ်ပြလိုက်တာကိုလည်းမြင်ရမှာဖြစ်ပါလေမွတ်စလင်ဒုက္ခသည်တွေကြက်ဒေဂျီကိုမဖြစ်ရှင်းနိုင်ရင် မကြာမီကာလအတွင်း ေသတွင်းလုံခြုံရေးအတွက်ချင်းချောမှု တရက်ဖြစ်လာပွေရှိတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနအကြံပေးထိုရင်ဟူစင်ကပြောကြားလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးအကြံပေးထိုရင်ဟူစင်ပြောဆိုချက်ကို ထောက်ဆကြည့်တဲ့အခါဘင်္ဂလားအစိုးရရဲ့နေဆက် လုံခြုံရေးကိုတာဝန်ယူမှုတာဝန်ခံမှုပိုပြစ်ပြစ်နှိမ်လွန်းစေတာကိုလေထင်ဟပြနေပါတယ်အကြံဖက်သမားတွေကိုတိုးလို့ တိုးမွေးသလိုမွေးထတဲ့ဘင်္ဂလားအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးအကြံပေးဒွဲဟူစင်ပြုဆိုချက်မှာအကြံပေးသမားများကြိုတင်ကြံစည်နေတာကိုကြိုသိထားသလိုပုံလွင်စေပါတယ်ဒါပေမဲ့အကျံဖက်သမားအုပ်စုကိုပင်တရဝင်အကျံဖက်ခိုင်းမဲ့သဘောလေတံမျိုးပစ်လာတာကိုလေမြင်တွေ့ရမှာဖြစ်ပါတယ်။ထိုရင်းဟူစင်ပြောဆိုချက်က ဒုက္ခသည်များကိုပြန်မပို့နိုင်ရင်တရားဝင်အကြမ်းဖက်ခိုင်းမယ်ဆိုတဲ့သဘောလေးဆောင်းနေပါတယ်။ဘင်္ဂလားဒုက္ခသည်ကစားကွက်အမေရိကန်ကူညီထောက်ပံ့မှုဖြတ်တောက်မှုတွေအစုံမှတရုတ်အလုပ်အဖြစ်ချင်းကပ်လာတာကိုလည်းတွေ့မြင်ရပါတယ်။တရုတ်ကဒုက္ခသည်အရေးကူညီထောက်ပံ့ရုံတည်တည်ထဲကြိုလွန်ပြီးကစားကွက်အသည့်ဖြင့်ထိုးဖောက်ဝင်လာနိုင်ခြင်းရှိကောင်းရှိနိုင်တယ်လို့ခန့်မှန်းသုံးသပ်ချက်တွေရှိပါတယ်။တရုတ်ဆိုတာ ကလေးပဲအပင်းနဲ့အယူကိုမျှချေကြိုက်အောင်အမျက်ထုတ်ယူတတ်တဲ့အကျင့်ကိုလူတိုင်းအသိဖြစ်ပါတယ်နိုင်ငံငယ်တိုင်းလိုလိုကလေးတရုတ်အထာကိုတည်လျင်နဲ့မဖီဆန်ရေးကြပါဘူးဒီအချက်တွေကိုထားဆန်ကြည့်တော့အပြင်အာခန်ဒေတာအရိခဒေတာနေဆက်ဘင်္ဂလားနေဆက်ဒုက္ခသည်အရင်မှတဆင့်တရုတ်ကစားခွဲ အသည်နဲ့အေကိုကင်ပြီးတော့စကားကြိုးလာနိုင်သလားလို့ သုံးသပ်ရပါတယ်ဆိုတော့အနာဘိုင်းစစ်ကောင်စီဟာဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခိုယူထားတဲ့ဒေါက်တာမိုဟာမက်မောဟာဟူစင်ကိုနေပြည်တော်မှာဇွန်လ20ရက်နေ့ကပြန်ပြီးတော့တွေ့ဆုံပါတယ်။နှစ်နိုင်ငံဆက်ဆံရေးပူးပေါင်းဆောင်ရွက်ရေးတွန်းမြှင့်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါဟာတိုက်ဆိုင်မှုဖြစ်ပါသလား။တရုတ်အစိုးရအနေနဲ့ဘလို့တွေဝင်ရောက်ဆွတ်ဖက်နေပြီလေ။ဒါဟာ လုံးဝသေချာပါတယ်တစ်ဖက်မှာ ICJ ရဲ့အစီရင်ခံစာအထင်းမှာအရခတ်တက်တို့ AA ကိုတိုက်ခိုက်ဖို့အတွက်မွတ်စလင်လင်းနေကင်တွေစုပေါင်းပြီးတော့စုဖွဲ့နေတယ်ဆိုတော့ဖော်ပြချက်တတိပိတ်ချက်တွေပါလာပါတယ်ဒါတွေဟာတိုက်ဆိုင်မှုတွေမဟုတ်ပါဘူးစနစ်တကျပြင်ဆင်နေတယ်ဆိုတာ သိတာပါတယ်ဆိုတော့အရခအရခတက်တို့အနေနဲ့တတိထားဖို့လိုအပ်လေလိုအပ်နေပါတယ်အရခပြည်သူတွေအနေနဲ့လည်းပဲတတိထားဖို့လိုအပ်နေပါတယ် ဆိုတော့စီရီနိုင်ငံရဲ့အခြေအနေတွေကတရုတ်ရဲ့ဝင်ရောက်ဆက်ဖက်မှုတွေကြောင့်ကမကမတွေဖြစ်နိုင်ပါတယ်တရုတ်ကတကယ်ကိုမယိုးမသားနဲ့အာရခတက်တုံနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကမှဝင်ရောက်ဆက်ဖက်မှုတွေလုပ်နေပြီလို့လုံးဝအသုံးသတ်နိုင်တဲ့အချက်အလက်တွေဖြစ်ပါတယ်တရုတ်ကတော့ခွင်ရှောင်းနေတာအမှန်ပဲလို့သုံးသပ်မိကြောင်းတင်ပြလိုက်ရပါတယ် ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အာရိခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ